ော်တွေတခုရဲ့တကယ်တန်ဖိုးကအခမ်းအနားတဲ့အဆောက်အုံတွေမှာပဲရှိတာလားဒါမှမဟုတ်နှလုံးသားတွေကလာတဲ့ဝင်ဆောင်မှုမှာရှိတာလားရှန်ဂီလာကတော့သူတို့ရဲ့ကဘာကျော်အမှတ်တရစိတ်ကိုဘယ်ယာနဲ့တိစောက်ခဲ့တယ်လဲဆိုတာနဲ့ပတ်သက်ပြီးတော့ဒီနေ့ဗီဒီယိုလေးမှာပြောပြပေးသွားမှာပါသူတို့ရဲ့နေပြူဟာကရိုးရှင်းပြီးတော့အစွမ်းထပ်ပါတယ်နှလုံးသားမှာလာတဲ့အဲဝစ်ဂျီပူမှုလို့အတိတ်ပဲဖွင့်ဆိုနိုင်ပြီးတော့ရှန်ဂီလာဟာအာရှရဲ့မိသားစုတစ်ဖွဲ့ကျိုးစိုးရှောက်ရှောက်တဲ့ယဉ်ကျေးမှုကိုသူတို့ရဲ့ဝင်ဆောင်မှုတိုင်းမှာထည့်သွင်းထားပါတယ်သူတို့ကဝန်ထမ်းနဲ့အဲ့တဲ့ဆိုတဲ့ဆက်ဆံရေးထက်ပို့ ီးကိုယ့်အိမ်ကိုရောက်လာတဲ့ဧည့်သည်တယောက်လိုစိတ်ရင်းနဲ့ကူးဆိုင်ပါတယ်ဧည့်သည်တဦးချင်းစီရဲ့တတောင့်တတဖြစ်မှုနဲ့စိတ်ချမ်းသာမှုကိုကိုပိုင်ရှန်ဂရီလာနိဗ္ဗာန်ဘုံကိုရှာတွေ့သွားသလိုခံစားရအောင်ဖန်တီးပေးပါတယ်ဒီလိုတိဆောက်မှုရဲ့အကျိုးတရားမှုကဘာလဲရှန်ဂရီလာဆိုတာတဲခုစရာနေရာတစ်ခုမဟုတ်တော့ပဲရှုပ်ထွေးတဲ့ကဘာကြီးထဲမှာစိတ်အေးချမ်းမှုကိုအာမခံချက်ပေးနိုင်တဲ့ကိုပိုင်အေးချမ်းရာဘုံတစ်ခုဖြစ်ရည်တည်လာပါတယ်ဧည့်သည်တွေဟာရှန်ဂရီလာဆိုတဲ့တကားကိုဖျက်ချော်လိုက်တာနဲ့သူတို့ဟာအထူးပြုဆိုင်မှုကိုခံရမယ်ငြိမ်းချမ်းမှုကိုခံစားရမယ်ဆိုတာ ကိုအပြည့်အဝယုံကြည်စိတ်ချစေပါတယ်။ဒါဟာရှန်ဂီလာကသူတို့ရဲ့အမတ်စိတ်ကိုကဘာတဝမ်းကဧည့်သည်တွေရဲ့နှလုံးသားထဲမှာခိုင်မြဲအောင်တည်ဆောက်နေတဲ့ပုံစံပဲဖြစ်ပါတယ်။